စစ်ကောင်စီပုံကြေတိုက်ခတ်မှုကြောင့်နေအိမ်မင်းလောက်ပျက်စီးသွားခဲ့တဲ့ရန်ပင်းမြို့နယ်ကျောင်းနေမှုကြေးရွာကဒေသခံ900လောက်မှာတလားကြိုကြတဲ့အတိုင်းပြန်လည်ထူထောင်ဖို့အခက်အခဲရှိနေစေဖြစ်ပါတယ်။နေအိမ်မင်းလောက်ပျက်စီးသွားတဲ့အထက်မှာဒေသခံအများစုဟာမုံနနေရမှာဝါတင်းအိမ်တွေဆောက်လုပ်ကပြန်လည်နေထိုင်ကြပေမဲ့လေအိမ်ထောက်စု60စုလူဦးရေ900လောက်မှာငွေကြေးမတက်နိုင်တာကြောင့်ပြန်လည်မထူထောင်နိုင်ကြသေးပါဘူး။ အဲ့ဒီဒေသခံ900လောက်မှာအကူအညီရရှိတဲ့ငွေကြေးတွေကိုလည်းစားနေရိတ်ခါအတွက်အသုံးပြုလိုက်ရတာကြောင့်နေအိမ်ပြန်လည်တည်ဆောက်ဖို့အတွက်အခက်အခဲရှိနေကြတာဖြစ်တယ်လို့ကျောင်းနေမှုကြီးရွာကမင်းဘေးသင့်ပြည်သူတွေကိုကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါရယ်လက်ရှိနေအိမ်မဆောက်လုံးနိုင်သေးတဲ့ဒေသခံတွေမှာစာသင်ကျောင်းနဲ့ဆွေမျိုးနေအိမ်တွေမှာနေထိုင်နေကြပြီးစားနေရိတ်ခါအကူအညီတွေလည်းလိုအပ်လျက်ရှိနေပါရယ် နေမင်းလောက်ပြည့်စည်သွားကြတဲ့သူတွေကိုအဖွဲ့အစည်းတချို့ကအကူအညီထောက်ပံ့မှုတွေရှိပေမဲ့စားသောက်ရည်နဲ့ကျန်းမာရေးကိစ္စအတွက်ဖြည့်ရှင်းနေရတာတေဝါဇေနုံကြီးမြတ်မှုတွေကြောင့်ပြည်လဲတိဆောက်ရည်မှာစိန်ခေါ်မှုများစွာရှိနေကြပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလ10ရက်နေ့ကကျောင်းနေမိုးကြီးရွာကိုစစ်ကောင်စီကဂျက်တိုက်လေယာဉ်နဲ့ဘုံကျည်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ26ယောက်သေဆုံးပြီး28ယောက်ဒဏ်ရာရရှိခဲ့ကနေအိမ်400နေပါမင်းလောက်ပျက်စီးခဲ့ပါတယ်။ဘုံကျည်ခံရမှုကြောင့်ကျောင်းနေမိုးကြီးရွာသားတွေမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်ဒီကနေ့အချိန်ထိပြန်လည်တိဆောက်ရတဲ့အတွက်စိန်ခေါ်မှုအများကြီးရှိနေကြပါတယ်။